ကဲရန်ကုန်ပြန်ရောက်လာတယ်နော်ပလဲရန်မီဒီယာတက်ဖွဲ့ကိုထင်းလဲအောင် main ကောင်ကြီးလော့ကျနေပြီမဲ့လေဒီလိုအချိန်ဒီမှာဆိုလို့ရှိရင်ပလဲရန်မီဒီယာတက်ဖွဲ့ကကိုကြီးကယ်ဆယ်ရေးတွေလုပ်တယ်ကိုကြီးကယ်ဆယ်ရေးတွေပြီးသွားတဲ့အချိန်မှာလူတိုင်းရေးတွေလုပ်တယ်ဆိုတော့ဒါခုနကသားသမီးလူရှင်များအသိထားပြီးဒီဖြစ်ဒီအတွက်ဒါစခန်းမှာလာရောက်လူတန်းထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်အဲတော့ shop ကျွန်တော်တို့ဒါကိုကြီးကယ်ဆယ်ရေးတွေပြီးတဲ့အချိန်မှာလည်းပြန်မလာခင်မှာလူတိုင်းရေးတွေကိုကျွန်တော်တို့တောက်လျှောက်ထားအောင်ပန်းဆိုလဲအောင်ပန်းဆေးဟိုမှာငလင်ရောက်တက်ရောက်ကုသနေတဲ့ ရေးကြီးလူနာတွေပေါ့နော်အဲလေကျွန်တော်တို့ဒါနေရဆိုရင်ငွေသားပေါ့ငွေသားပြီးတော့ပြောဝင်မှာထိခိုက်ထားတဲ့ဘုံရုံတော်ကြီးအကြောင်းတွေဖရာတွေနော်ဗလီတွေဥဆိုရှင်ဒါကျွန်တော်တို့ဒါပစ္စည်းရပြန်ပြီးတော့စုအောင်နော်ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒါအမှန်မှန်တော့ဗျာရေသန့်ကတ်တွေကနည်းနည်းလေးမလိုတော့ပါဘူးညာနော်ဟိုလက်ရှိတဲ့ကျွန်တော်တို့လည်းဒါ ဒေသအသီးသီးကိုရောက်ခဲ့တဲ့အချိန်မှာအလုံးဟာသူ့အနေနဲ့သူဒါရေတန်းကတ်တွေအစဉ်ပြေနေတာတွေတွေ့ရပါတယ်။အဓိကကကျွန်တော်တို့ကပြန်လည်ထူထောင်ရေးအပိုင်းကိုဖြစ်သွားတယ်။ပြန်လည်ထူထောင်ရေးအပိုင်းကိုဖြစ်တယ်ဆိုတော့လူရှင်တွေအရန်ကိုဒါများလာလဲကျွန်တော်တို့တွေ့ရပါတယ်နော်။ဒါသူများနိုင်ငံကလူလာတွေလည်းကျွန်တော်တို့ဒါတော်တော်များများတွေ့ခဲ့ရတာဖြစ်သည့်အတွက်အော်တော့တချို့ရတယ်တော့မလိုလားအဲ့လိုရှိရင်လို့ရှိရင်တော့တေချာစစ်စစ်ပြီးတော့မှထိမ့်သိမ့်တဲ့ထိမ့်သိမ့်ထိမ့်သိမ့်တဲ့နေပြီနော်ထိမ့်သိမ့်ထိမ့်သိမ့်တဲ့နေပါပြီလိုင်းမောင်ကတင်တဲ့အရာတွေကိုဟိုဆွတ်ပြီးတော့မယုံပါနဲ့နေကန်တယောက်ထားပါ ်နော်သွားတဲ့လူတွေကိုတေချာမေးပါနောက်ဆိုကိုလှူလိုက်တဲ့ပစ္စည်းတွေဟိုမှာသွားပုံနေရတဲ့အလကားဖြစ်သွားမယ်နော်ကျွန်တော်တို့ဆိုလို့ရှိရင်လိုအပ်မှာပါရေဘေးတွေကနော်ဒါကျွန်တော်တို့ရဲ့အကူအညီလှူဒန်းမှုတွေလည်းမြင်တွေ့မှာပါနော်ရေဘေးတွေကလိုအပ်မှသာလျှင်ကျွန်တော်တို့ကအာရွာရွာမှာလိုအပ်မှသာလျှင်လှူရတာတကူဟာကဒါငလင်ဘေးဖြစ်ပါတယ်ငလင်ဘေးဖြစ်တဲ့တော့ကတော့ရေဘေးနဲ့လှူဝယ်ပစ္စည်းကလာပြီးတော့အခုချိန်မှာပုံစံတွေသွားတူနေတာကျွန်တော်တို့တွေ့ရပါတယ်ဗျနော်ပုံစံတွေသွားတူနေတာဖြစ်တဲ့အတွက်လကားသက်သက်ဟိုကျွန်တော်တို့ဒါ ကိုယ်မှလည်းကျွန်တော်တို့လှူတာလှူတာလှူရှင်မှလည်းဒါ strong ဖြစ်အောင်ပြန်ပြီးတော့ထိန်းသိမ်းရမယ့်အပိုင်းတွေရှိပါတယ်နော် strong ဖြစ်အောင်ထိန်းထိန်းသိမ်းရမယ့်အပိုင်းတွေဖြစ်ပါတယ်အဓိကကဖြစ်သွားတာကကျွန်တော်တို့ရေဘေးလုံးကလို့အင်ဂျီမများပါဘူးနော်ဒါပေမဲ့လူနာများပါတယ်ဒေဆုံးတဲ့သူတွေများပါတယ်ဟုတ်လားအဲ့တော့ဒီမိသားစုတစုအတွက်ကျွန်တော်တို့အခုဆိုကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင်ဒါဆေးရုံအမလေးရဆိုလို့ရှိရင်အာဟိုစသချင်းအလှူစပြီးတော့ပြုတ်လိုက်တဲ့အချိန်မှာကကျွန်တော်တို့ပျော်ပွဲ အောင်ပန်းအောင်အောင်ပန်းမှာကျွန်တော်တို့ဒါအောင်ပန်းကဗာလဲအောင်ပန်းဟိုတယ်လားအောင်ပန်းဟိုတယ်မှာကြံတဲ့တလောင်းကိုကျွန်တော်တို့ထုတ်တယ်နော်အောင်ပန်းဟိုတယ်အဲ့ဒီမှာကျွန်တော်တို့ဒါနေဥစားနေပြီးတော့ဗျာနေပြီးတော့မှ900စတိုက်ကျွန်တော်ရှာပွေကလေးလေးလုပ်တယ်။ဒီဆုံးနေတဲ့ဓာတ်ပေါ်ဒီအလောင်းတွေကျွန်တော်တို့ထုတ်တယ်900တိုက်ကျွန်တော်ယူနီဖောင်းလေးမလျှော်ဘူး။လျှော်ဖို့လည်းအချိန်မရအောင်ညကျလို့ရှိရင်မိုးမိုးချုံမှပြီးတော့လေ။ဒါကြောင့်ယူနီဖောင်းလေးကမှွေးနေတာပဲ။ဒါပါတော့ရေရှားသွားတယ်ဗျာအဲ့အချိန်မှာရေရောမီရောဟိုဖြစ်သွားတော့ ချာဝေကလေးလို့တဲ့အချိန်မှာဒါဓာတ်ပုံတွေထုတ်တယ်အရှင်းနေထုတ်တယ်ပေါ့ဗျာနော်အာယူကောင်းနေလဲကျွန်တော်တို့ကဟိုပြန်လာတဲ့ချော့ချော့ပြီးလို့ရှိရင်ချော့ရင်မရအောင်မနေ့ကျရင်ဆော်ကြီးပြန်ထွက်ရမှာဆိုတော့အနေလန်းပေါ့ဗျာအနေနေလန်းမို့လဲနေလန်းမရှိဘူးညပဲထွက်ထားတာပေါ့နော်နော်တော့ကျွန်တော်ပြောရတာအနေနဲ့ရှူလာများတော့ပြည့်တဲ့ကိုဗစ်မှာလဲကျွန်တော်ခံထားရတယ်ကိုဗစ်မှာလဲဒါအလုံးသိပါတယ်နော်ကိုဗစ်တက်ပြလိုက်မှာဒါကျွန်တော်ဒါတည်ဆုံးသူဥပ္ပဝအနေနဲ့အလောင်းနေရောတည်ဆုံးတဲ့ဟိုဘာလဲပလေးယာမိတက်တက်ဖွဲ့ကလူကြီး80ကျော်80နီးပါးကို အာကောက်တကြိုပေးလိုက်နိုင်တယ်လေနော်ဒါအားလုံးလည်းသိပြီးသားဖြစ်ပါတော့နော်အဲ့ချိန်ထဲကိုကိုရိုင်းလိုက်တာကိုပဲကူးသွားတယ်ပေါ့ဗျာနော်ကိုပဲကူးသွားတယ်အဲ့လိုမျိုးဖြစ်သွားတယ်အခုချိန်မှာကျတော့ကျောင်းဒီအခုချိန်မှာကျတော့ဒါနေတူကကတော့ဒါရင်ဆိုင်နေရတယ်အာတောက်လျှောက်နော်တချို့ကလည်းဆိုကျွန်တော်တင်လို့မရလို့မတင်တာဗျာအကချင်းချင်းပြောလို့ရှိလို့ရှိရင်လေနော်ဟိုရိုင်းကြီးဒီအနေထိုင်ုံကြီးကိုတောက်လျှောက်ကြီးထိုးပြီးတော့မပြချင်ဘူးအပြာနေဦးနော်အဖွင့်လုံးပြောလို့ရှိရင်ဒါတိပါလေဒါဘာမှလူမျိုးတယောက်နေနေတာဩနောက်ဆုံးမေး၃ရက်လောက်ဆိုလို့ရှိရင်ဒါ သုံးရက်လောက်ဆိုလို့ရှိရင်ပဲဒီ body တစ်ခုကဘယ်လိုအနေထားရောက်သွားလဲ၄ရက်ဆိုဘယ်လိုအနေထားရောက်သွားလဲ၅ရက်ဆိုဘယ်လိုအနေထားရောက်သွားလဲ၆ရက်ဆိုဘယ်လိုအနေထားရောက်သွားလဲဆိုတော့အားလုံးသိပြီးသားဖြစ်ပါတယ်နော်အဲ့ဒီမှာဒီလင်းလုံးနေတဲ့အခန်းကြီးအောက်ထက်ဒီမှာဒီပူနေတဲ့ဂျားတွေထဲမှာလုံးလုံးရတာဖြစ်ပြီးပဲ mask ကအရန်ထူသေးပြီးဖြစ်သွားလဲအထဲမှာတော်တော်လေးကိုနေရထိုင်ရခက်တယ်နော်အဲ့တော့ group ကနော်သုံးယောက်တစ်ဆိုင်သုံးယောက်တစ်ဆိုင်အဲ့သုံးယောက်ကမှသူ့ရဲ့မလှမ်းမကန်မှာနှစ်ယောက်ကတခါ duty ပြန်ဆော့နော် duty ပြန်ဆော့ duty ပြန်ဆော့အဲ့နှစ်ယောက်ဟိုးနောက်မှာတစ်ယောက်အဲ့လိုအဲ့လိုမျိုးတောင်းတောင်းဒီလိုကြည့်နေရ ကြည့်နေပြီးတော့မှအဲ့လိုသွားအပြီးပြီးဆိုဟိုရှိရသုံးရောက်တော့ခပြန်ထွက်ရှုပ်ပြန်လှုပ်အဲအဲ့လိုမျိုးနေတော့သွားတာအခုချိန်မှာကျွန်တော်တို့ဒါအကောင်းဆုံးခုမှဖြစ်ပြရပါနော်ဟိုသူများလှူမဲ့အလှူတွေကိုကျွန်တော်ထန်ထားတာတော့မဟုတ်ပါဘူးဒါမိမိရဲ့ဆန္ဒရှိတယ်ဆိုရင်လှူပါနော်လူလူပါကျွန်တော်တို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့စားထွက်တဲ့ချိန်တွေကကျွန်တော်တို့နောက်ကပြည်သူတွေကကျွန်တော်တို့လူတွေအဲ့လူတွေဟိုအလူမခံပါဘူးအလူမခံမဲတဲ့အချိန်မှာအစိုးရကတည်တယ်ဒါကျတော့ဒီကစပြီဆိုတော့ကိုထင်းလောက်တော့အခွဲလောက်ပြီဆိုတော့တည်တယ်ပရမီတာကအလုပ်လုပ်ပြီဆိုတော့တည်တယ်တည်ဆိုတော့ပြည်သူတွေလှူရမ်းပေးတယ် နော်ဒါငွေကြေးပိုင်းတွေထူထမ်းပေးတယ်ကျွန်တော်တို့ပြောပါမယ်ကျွန်တော်သူများအသက်ကိုမကယ်ရသေးဘူးကျွန်တော်တို့ကတော့ကားလေးစီးသွားရတယ်ဗျနော်ကားလေးစီးဘာကြောင့်သွားရလဲဆိုတော့ကျွန်တော်တို့ကတော့ရှာဖွေကယ်ဆေးဖြစ်သွားတယ်ရှာဖွေကယ်ဆေးဖြစ်တော့ကျွန်တော်ဘက်မှာရှိတဲ့မီးဇက်တွေအခြားအသုံးဆောင်ပစ္စည်းတွေနော်လိုအပ်တဲ့ဟာတွေစီတွေအာလမ်းမှာစီရပြတ်သွားနိုင်တာဖြစ်ဒီအတွက်တစ်ခါတည်းကြိုးဆောင်သွားရတယ်နော်ကျွန်တော်ဒီကုညီမဲ့အခုလက်ရှိဆိုလို့ချင်းကျွန်တော်လည်းဒီလက်ရှိဗျာအဲ့နေပြီးတော့နေပြီးတော့နေပြီးတော့ဆိုကူညီမှုနေပြီးတော့ကူညီမှုကိုမရောက်သေးခင်မှာဒီကနေနေပြီးတော့အသွားနေကျွန်တော်စီကို12သိန်းကုန်ပါပြီ။နော်စီကို12သိန်းကုန်ပါပြီ။ မကူညီရသေးဘူးနော်မကူညီရသေးဘူးစီဖို့72သိန်းကုန်ပါပြီဘာကြောင့်လဲဆိုတော့ရန်ကုန်ဆက်ထွက်ရကားလေးလေးစီးသွားလို့လေးစီးလုံးပြည့်ဖြစ်လေးစီးလုံးပြည့်ဖြစ်လမ်းခီးမှာဘာမှမသိဘူးဒါဒါကျွန်တော်မတ်တပ်တိုင်းနေထွက်တဲ့မတ်တပ်ပါနော်ကျွန်တော်ရဲ့နေထွက်တဲ့မတ်တပ်ကကျွန်တော်ရှီကနေကျွန်တော်အသိရနေကားလေးစီးပါမယ်ဆိုတော့လေးစီးလုံးပြည့်ဖြစ်နောက်ပြီးတော့အမှကျွန်တော် post button ဖြစ်သေးတာအမဆုံးမိခလျက်ဆုံးသွားတယ်မိခင်ကဥကောင်းထိသွားတယ်အဲဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ရှာဝေကယ်ဆေးလုံနေနေကျွန်တော်တို့ရှီကလူနာတင်နေနေပဲအဲ့ရနေပြီးတော့မှရန်ကုန်တစ်ခါပြန်ပို့ရတယ်ရန်ကုန်တစ်ခါပြန်ပို့ရတယ် နော်အဲ့ခါတွေပဲကျွန်တော်တို့လုပ်ရတာပေါ့နော်အဲလူအသက်ရှင်ကြတယ်တကယ်လို့ရန်ကုန်ကိုလွှဲရမယ်ဆိုတဲ့လူနာတွေရှိရင်ကျွန်တော်ရန်ကုန်တစ်ခါပြန်ပို့ပေးရတယ်နော်အဲ့တော့လက်ရှိချိန်မှာအရန်ကိုဝမ်းသာပြီးပြီဖြစ်မိပါတယ်ငွေအားလူအားပစ္စည်းအားအရန်ကောင်းပါတယ်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါတောက်ချောက်29ရက်နေတွေကကျွန်တော်တို့ကူညီမှုသွားလိုက်တာအာဒီနေ့9ရက်နေနော်ဒီ9ရက်နေမှာကျွန်တော်ခဏပြန်လာပြန်လာတော့ဒီစကမ်းမှာလည်းပစ္စည်းတွေရှိတာဖြစ်တော့ကျွန်တော်စီစစ်ကပါတယ်ဗျနော်နောက်ကျွန်တော်လူရှင်နေဆိုလို့ရှိရင်ကျွန်တော်မေးပါတယ်ကိုထင်းလေးအောင်ဘာလို့လဲဘာလို့လဲကျွန်တော်မလို့လို့ရှိရင်ကျွန်တော်မတောင်းပါဘူး နော်မလို့မလို့စင်ဟမဟုတ်အဲ့ဒါတော့မလို့ဘူးထားတယ်ဟုတ်လားတကယ်တမ်းပြောလို့ရှိရအဓိကကတော့ကြာနေအပေါ်ကလည်းပြောလို့ရှိလို့ရှိလို့ရှိရင်အာငွေကြီးအလှခံနေတဲ့အချိန်မှာစိုးလို့ဗျနော်ကျွန်တော်ငွေကြီးလူခံတာမဟုတ်ဘူးကျွန်တော်တခုပြောပြမယ်ပစ္စည်းတွေခဏ break လိုက်တော့နော်နော်ပစ္စည်းတွေခဏထိန်းလိုက်တော့ပစ္စည်းတွေခဏထိန်းလိုက်တော့ဆိုတာကကျွန်တော်မျိုးတစ်မျိုးဖြစ်တယ်ဗျမျိုးတစ်မျိုးဖြစ်တယ်ဥပမာကျွန်တော်ပြင်းမနာကိုပြောမယ်ပြင်းမနာမှာရှိတဲ့တိုက်ရပြောကျွန်တော်ပြင်းမနာရောက်ခဲ့အာတိုက်အိုတိုက်ဟောင်းလေးပြောရတယ် ်တခြားကောင်းတဲ့နေရာတွေခြံပြီးမှလည်းမှာဒီပြင်ချမ်းသာတဲ့အတိုင်းဝိုင်းတွေရှိတယ်သူမျိုးသူပြန်ကယ်လို့ရတယ်ဟောနောက်ဆုံးဝင်ရလိုက်တွေ့ရမယ်ဆိုပါဟာလာနောက်ဆုံးရေးဗျာရေးရှားမယ်ရေးရှားမယ်ဆိုတော့တော့ရေတော့ရှားပါမယ်တောက်ရင်ရှားလိုက်မန္တလေးမန္တလေးမှာတထည်တွေအများကြီးပဲဟုတ်လားနော်ကဲနိုင်တယ်ထားနိုင်ဟုတ်လားနည်းနည်းနဲ့ထားနိုင်တယ်လုံးနိုင်တယ်အဲ့တော့ကျွန်တော်ရန်ကုန်ကလူတွေကရေတံဘူးတွေသဲပြီးတော့မှသွားရမယ်ဆိုကားကားရမယ်ရေးကြီး နော်လမ်းမကျွေးရမွေးရမယ်ဇရိတ်တခါသွားတဲ့ကလမ်းမှာကောင်းကောင်းမွန်မွန်ဖြစ်သွားရင်အကြောင်းမဟုတ်ဘူးလမ်းတွေကမကောင်းတာဖြစ်တဲ့အတွက်ဘိန်ပေါင်းမယ်တခုခုဖြစ်မယ်ဆိုရင်တခါကြန့်ကြတယ်အဲ့တော့အကောင်းဆုံးကဘာလုပ်မလဲငွေသားကင်သွားနော်ဒါကျွန်တော်တို့ဒါခုနှစ်သားသမီးကလာလှူထားတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နေရာနဲ့ကြီးကြီးကျွန်တော်တို့ရောင်းအောင်ပို့အောင်ဟာဒီခေါက်တက်မယ်ဆိုလို့ရှိရင်ကြောက်စင်မန္တလေးစကိုင်း300နော်ကြောက်စင်မန္တလေးစကိုင်းအဲ့မှာကျွန်တော်တို့အဖွဲ့ကသူများနဲ့မတူတာတခုရှိတယ် နော်ရေဘေးမှာလည်းရေဘေးမှာတော့ဒါမိဘပြည်သူတွေ့ရကျွန်တော် main ကောင်ကြီးလွန်ကြသွားတယ်နော်အဲ့တော့ဒါကျွန်တော်တို့နည်းနည်းလေးတော့ဟိုမှာဖြစ်တယ်ဗျာနော်ရေဘေးတော့ဆိုအလူရှင်အများများတယ်အလူရှင်တွေများတော့ဒီပစ္စည်းတွေကိုအာအဲ့တက်ဆိုင်ရာဒေတာတွေကိုရောက်အောင်စီစဉ်တခြားနဲ့လိုက်ပြီးတော့မှအဲ့မှာတခြားလိုက်ပို့ရတာပေါ့နော်ဟုတ်လားဒီလူပဲပစ္စည်းတွေများတာဗျာအဲ့တော့မြင်ပါပါနော်တွဲကားကြီးတွေနဲ့ဘောက်ကားကြီးတွေအကြီးကြီးတွေနဲ့ကျွန်တော်တို့လူခဲ့တန်းခဲ့ကြရတယ်ဗျာအခုချိန်ကကြတော့လေဒီငလင်ဘေးကိုလူနေတဲ့ဟာရေဘေးပုံစံမျိုးဖြစ်နေတယ်ဟုတ်လား ရေပေးပုံစံမျိုးကြီးဖြစ်နေတယ်ပေါ့နော်အဓိကကကျွန်တော်တို့ဥပမာမြန်မာဆိုကျွန်တော်ရေမဲသိန်းစေးုံသွားတယ်ရေမဲသိန်းစေးုံမှာငလင်းနေကြောင့်စေးုံမှာရမ်းသဘောကောင်းတယ်နော်တခုပြောပြအောင်မသက်လိုက်ရေမဲသိန်းစေးုံရောက်အခုလူတဲ့လူတွေဝင်လိုက်ပါအဲ့မှာစေးုံစေးုံအုပ်နော်ရေမဲသိန်းစေးုံရဲ့အမစေးုံအုပ်အမရှိတယ်အရမ်းသဘောကောင်းတယ်တစ်ခါမှမမြင်ဘူးအဲ့လိုစေးုံအုပ်မျိုးတက်လားအရမ်းသဘောကောင်းတယ်နော်အခုကြာကျွန်တော်ရေမဲသိန်းစေးုံဝင်မယ်ကျွန်တော်ထက်အရင်ဆုံးဥပမာဆန်းဆန်းခန့်လေးတို့ကရောက်လာတယ်ကျွန်တော်ကြားတယ်အဲ့မှာလူနာဒီဟာနဲ့ပတ်သက်ပြီးတော့လူနာ40ရှိတယ် စီလာကူတယ်။မှန်တယ်အဲ့မှာလီဘောလို့ပြောတော့အဖွဲ့စည်းကြတယ်လာပြီးတော့ဟိုတန်နေဖွင့်ပြီးကုဝင်းနေတယ်။အမလူနာတွေကအဲ့မှာအဲလာပြီးအရင်ကတော့ဆေးုံမှာလူမဆန့်လို့ဘာညာပြောနေတဲ့အဲ့ဒါချက်ဒီသတင်းကိုကြားသွားပြီဆိုတာနဲ့လာကြပြီးကုကြပြန်မယ်။အဲ့လူနာတွေကိုကျွန်တော်ဆိုလို့ရှိရင်တသိန်းလူတယ်။ဟုတ်နော်။လူနာတူကိုတသိန်းခန္ဓာကိုခြုံရင်းဝိုင်းကျွန်တော်တို့၅သိန်းခန္ဓာကိုခြုံရင်းဝိုင်း၅သိန်းကျန်တဲ့အတာမန်လောက်ဆိုလို့ရှိလို့ရှိရင်ဥပခန္ဓာကိုယ်ခြုံရွားဆိုလက်ဖြတ်လိုက်ရတယ်လို့ခြေထောက်ဖြတ်ရတယ်လို့ပုံစံပြောတာနော်အဲလိုလှူရတယ်ကဲဟုတ်ပြီ အမှဆန်းဆန်းခန့်လိုက်ရရှိရနေပြီလှူပါမယ်ဒီလူနာတွေကိုတည့်ရမှာတို့အဲ့ဒီလူနာလေးတွေတို့ပတ်စံကင်ခိုင်းမယ်အချက်ပြီးကျွန်တော်သွားမယ်ကျွန်တော်ထပ်လှူမယ်အဲ့လူနာတွေတို့တို့ဥမာပြောဆန်းဆန်းဥမာပြောနော်ဆန်းဆန်းခန့်လိုက်တစ်သိန်းကျွန်တော်တစ်သိန်းတို့နှစ်သိန်းရပါတယ်အဲ့ကျွန်တော်ဒီတစ်သိန်းနော်ကျွန်တော်တို့လူထပ်ရောက်လာနော်လူဟာဘာတွေကလူထပ်ရောက်လာမယ်လူထပ်ရောက်လာတဲ့အချိန်မှာနောက်ထပ်လူစီထပ်လှူမယ်အဲ့လူနာ3သိန်း4သိန်းအဲ့လူနာတရက်ကိုစေုံတက်နေတဲ့9သိန်းလောက်ရပါမယ်စေုံဆင်းတဲ့အချိန်မှာသိန်း10လောက်မရဘူးလို့မပြောနိုင်ဘူး ဟာလူတိုင်းတိောက်လုံးကျွန်တော်သိန်း30သွားပုံမှုကြာတော့မလို့ဘူးဟုတ်လားဘာဖြစ်လို့လဲအလူရှင်တွေအရမ်းများတယ်ဟုတ်လားအလူရှင်တွေအရမ်းများတယ်ကျွန်တော်တို့ကအခုဆိုလို့ရှိရင်အတကုံးအရမ်းအလူတန်းရက်ရောတယ်ကျွန်တော်တို့ဝမ်းသာတယ်ဝမ်းသာတယ်လက်ရှိဒီမှာမန်လေးမြို့မှာကယ်ဆယ်ရေးတုတ်တယ်ဗျာလက်ရှိကြည့်ကြည့်လိုက်မီဒီယာပေါ်မှာကျွန်တော်တို့ကဘာမှမပြောဘူးနော်မီဒီယာပေါ်မှာမန်လေးကအရမ်းမီးသက်တယ်မန်လေးကအရမ်းမီးသက်တယ်မီဒီယာကရောက်မလားမန်လေးမှာအရမ်းအရမ်းမီးသက်အင်အားအများကြီးပဲ မီးရေရေပေးမီးပေးလေပေးအကုန်လုံးဟာလားမန္တလေးလောက်စေတနာဝင်တဲ့အရင်မိသက်အရင်တောက်လာမရှိဘူးမိသက်ကအများကြီးစားဖြစ်ပြီသူ့မျိုးသူ့ကဲတယ်ဒါပေမဲ့အခုချိန်ထိဟုတ်လားဘာမှမဟုတ်နော်တော်တော်ရိုးရိုးလေးပဲပြပြတာနော်အရင်မိသက်လေးလိုင်းမတက်လားတကယ်လုံးလုံးနေတဲ့ကောင်တွေကကျွန်တော်တို့ဆိုလို့ရှိလို့ချေတော့ဒါကျွန်တော်တို့တကယ်တမ်းနေလားငါလားအဲ့နေမြေကြီးမှာဒီဖြစ်တဲ့ကြိုးစားနာကြီးကိုကြုံတွေ့နေရတဲ့ကောင်က လိုက်မမှုလည်းချိန်မရအောင်ဗီဒီယိုမှတ်တမ်းလေးရိုင်းရိုင်းတော့ကောင်ကျွန်တော်တို့မိသက်တွေကျွန်တော်ပြောပြမိသက်ပေါ်စေနှောင်းဝင်နေအောင်ပေါ့နော်အဲ့ဒီနေမြေမှာရှိတဲ့ဟာလက်ရှိကရှားစိန်နှောင်းဝင်နေတယ်လည်းရှိမယ်အရင်မိသက်အင်အားလည်းများဆတ်လှုပ်ပြီသူတို့မျိုးကြီးမန္တလေးအကြီးကျယ်ဖြစ်သွားအဲ့ဒီမှာအဲ့ဒီမိသက်တွေစေတနာဝင်နှန်းနေကသူတို့အိမ်သူတို့ပြန်မကြည့်နိုင်တော့ဘူး။ဟိုးဟိုးယူနီဖောင်းနဲ့ကောက်ဝယ်ပြီးသူကားနဲ့ဝါဝါဝါထွက်မှာမီးတော်မှာလားငနေလှုပ်ပြီးပဲဘာဖြစ်မှာလဲဟဲ့ပြောမှာလားဟာသူတို့ကယ်သေးလို့ဒီဒီသူတို့ထွက်သွားပြီသူများသူတို့သွားခဲ့သူတို့သူများတွေသွားခဲ့ခြင်းမှာနောက်မှသူတို့မိသားစုတွေဒုက္ခရောက်ကုန် ဟုတ်လားဟုတ်မန်လီမန်လီမန်လီအရင်ပြီးတယ်ကျွန်တော်ကြည့်နေမိကြရီအာတော်မိရလည်းမရှိဘူးဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဝမ်းတာတယ်ကျွန်တော်ဗဇက်နဲ့ကုညီမှုတစ်ခုကျွန်တော်လုပ်နိုင်တယ်ဒီနေ့ရောက်ကိုဆရာလေးရောက်ကိုဆရာလေးကျွန်တော်ချီဆက်တွေ့လာတယ်နော်ကိုထင်းလေးအောင်လူကျင်လို့ဟုတ်ကဲ့ပါကိုထင်းအောင်မန်လီမှာလားမဟုတ်ဘူးကျွန်တော်မန်လီမှာမဟုတ်ဘူးကျွန်တော်ရန်ကုန်ပြန်ပြီးခဏပြန်ပြီးတော့နားမယ်နားပြီးကျွန်တော်ပြန်တက်ပါမယ်ဗျဝင်လည်းမပြောတယ်အာဒီလိုဒီလိုလုပ်တဲ့အဖွဲ့တွေကိုလှူချင်တယ်ဟုတ်ပြီကျွန်တော်တို့ကျွန်တော်တို့ရဲ့အရင်မိသက်လေးတွေကိုအချက်လောက်တော့ကြည့်ပေးပါဗျာ ျွန်တော်ရဲ့အရင်မိသက်လေးတို့တစ်ချက်ကြည့်ပေးပါအဲကျွန်တော်ဒါကျွန်တော် PD အခုဆိုရင်ဒါရောက်ကွက်ဆရာလေးနဲ့အဖွဲ့ရမန်းလေးကိုရောက်တော့ပြီမန်းလေးရောက်တော့ပြီးတော့မှအမကျွန်တော်တို့အရင်မိသက်လေးနဲ့ချိတ်ဆက်အောင်ကျွန်တော်စီစဉ်ပေးလိုက်ပြီသူ့ဘာကျွန်တော်တို့အဲ့မှာမန်းလေးမှာအရင်မိသက်ရောက်ကွက်တိုင်းရောက်ကွက်တိုင်းမှာရှိတယ်အကုန်လုံးလုံးလုံးပါပဲဒီချိန်မှာဘာဖြစ်လို့ဆိုတော့ငကိုတွေကတော့မှဝန္ဒနာအရာဖွဲ့စည်းထားတဲ့မြန်မာတိုင်းကလုံးမှာမြို့ထဲမှာအရင်မိသက်အင်အားအတောင့်အလင်းဆုံးနဲ့မိသက်ကအတောင့်အလင်းဆုံးမြို့ကိုပြပါဆိုမန်းလေးပဲဟုတ်လား အခုဆိုလို့ရှိရင်ဒါမတင်ရဆိုလို့ဗျာဟိုလိုင်းပေါ်မှာတက်လာပါလားတွေ့ပါတယ်ဒါဒီဒီပရိုက်တာညီနောင်လေးကိုလူရှင်တွေလူကြတယ်ဝမ်းသာတယ်ဝမ်းသာကျွန်တော်အရင်ပြီးတက်လေးလို့လည်းနည်းနည်းကြည့်ပေးပါကျွန်တော်ဆိုကျွန်တော်ရောက်တဲ့နေရာတိုင်းကျွန်တော်ချားအစီအစဉ်ဝန်ထမ်းတွေလည်းကျွန်တော်လှူပေးတယ်ကျွန်တော်အရင်ပြီးတက်တွေတွေ့ကျွန်တော်လှူပေးတယ်ပြီးစုကိုလည်းကျွန်တော်လှူပေးတယ်ဟုတ်လားအဲ့တော့တနေရာထဲမှာစုမပုံရပါနဲ့တနေရာထဲမှာစုမပုံရပါနဲ့ရေပေးမှလည်းအဲ့လိုမျိုးကြီးဖြစ်ပြီးသွားပြီတနေရာထဲမှာစုပုံတာတနေရာထဲမှာစုပုံတာ เนาะကျွန်တော်ကျွန်တော်လူမုံများမှာဆိုလို့မပြောတာကျွန်တော်ရေပေးတော့နေရအနှံ့ရောက်ခဲ့တယ်အကုန်လုံးတည်တယ်เนาะတော်တော်များများကျွန်တော်ရောက်ခဲ့တယ်တချို့ရွာတွေအပြင်မှာကျွန်တော်တို့တဲကြီးမဲကြီးနဲ့ရောက်အောင်ဆုထားတဲ့အဝတ်ထုတ်ကြီးတွေအပြင်မှာလွတ်ပစ်ထားတယ်ဟာလားဒါလည်းကျွန်တော်တို့ကမပြောချင်ဘူးเนาะအဲဟိုဒီကအရင်ပြောလို့လည်းမကောင်းဘူးနေတာเนาะအဲ့တော့ကျွန်တော်တို့ကလူနာအခုလက်ရှိကနေအိမ်ဆုံးရှုံးနေဗျာဟာလားနေအိမ်ဆုံးရှုံးနေတချို့ကတော့မိမိမှရှိတဲ့ပတ်စံလေးနဲ့ ချစ်ကိုပြီးရွှေတွေရောင်းငွေတွေရောင်းပြီးတော့အိမ်ဆောက်ကြတယ်ဗျာနော်အဲ့ရှိပါအဲ့တော့အဲ့လိုရှိရင်ငွေအမောက်အများကြီးလူနိုင်တဲ့လူကျွန်တော်တို့ထက်ကျွန်တော်တို့ကျွန်တော်တို့ကလူနာတယောက်တသိန်းပဲလူနိုင်မှာဗျာကျွန်တော်ကိုဝိုင်းလူတဲ့အလူရှင်ကဟုတ်လားလူရှင်ကပစ္စည်းများမယ်ငွေတန်မှုနည်းမယ်ငွေတန်မှုနည်းတဲ့အချိန်မှာကျွန်တော်တို့တွားရမယ်သုံးဟိုသုံးရတယ်သူတွားလာတယ်စီဖို့စီစီရိတ်တွေဘာတွေပေါ့ဗျာနော်အဲ့အဲ့ဒီအကုန်လုံးကျွန်တော်တို့သုံးလိုက်ရတာတွေရှိမယ်လိုအပ်တဲ့ပစ္စည်းတွေဝယ်လိုက်ရတာတွေရှိမယ်ဟုတ်လားအဲ့အဲ့ဒီထားလိုက်အဲ့မှာကျွန်တော်ပူရှန်လာတဲ့ပတ်စံကျွန်တော်တို့ငွေသားအဖြစ်လူတယ်ကျွန်တော်တသိန်းလူနိုင်တယ်လူနာတယောက်ကို ကျွန်တော်ထက်ချမ်းသာတဲ့ပရာဟိတအသင်းကကျွန်တော်ထက်အလူရှင်များတဲ့ပရာဟိတအသင်းကလူနာတယောက်ကို၅သိန်းလှူနိုင်လူနာတယောက်ကို၃၀လှူနိုင်ဓာတ်ရိုက်လက်ထုပ်ချက်စေယုံမှာလက်ရှိအရင်တော့စေယုံနေမှာနော်ဓာတ်ပုံရိုက်မခံဘူးပရာဟိတသမားတွေကောင်းကောင်းသိတယ်မေးကြည့်လိုက်လူနာလာဖို့ရင်ဓာတ်ပုံရိုက်မခံဘူးဓာတ်ပုံရိုက်လို့မရဘူးစေယုံမှာဟုတ်တယ်နော်အခုချိန်မှာ pass ပေးထားတယ်စေယုံနေရတယ်ဘာလဲဒီဒီဒဏ်ရာရတဲ့လူနာတွေဒုက္ခရောက်တဲ့လူနာတွေအဆင်ပြေစေချင်လို့ဒါပေမဲ့ကျွန်တော်စေယုံသွားရင်ဘာပြဿနာရှိတယ်ကျွန်တော်ခါရဲပြောလိုက်ငလင်ကြောင့် ဒဏ်ရလာတဲ့လူနာတအုပ်စုရှိသလိုစေယုံမှာဒီပြကျမ်းမာရေးယောဂအခြေအနေကစေယုံတက်နေတဲ့လူနာလည်းရှိတယ်ဗျနော်မနေ့ကတော့ကျွန်တော်အဲ့ဒါကြောင့်မလို့ဟိုဟာဖြစ်သွားတာကျွန်တော်ရမဲသိမ်းမှာကျွန်တော်တိန်40လောက်လှူလိုက်တာနော်ဖတ်ဆိုလူဒီငလင်ဖြစ်ထားတဲ့လူနာကိုလှူလိုက်တယ်ဗျဘေးကလူနာကရင်လေးကမင်းငငယ်လေးနဲ့ကိုယ်ကိုမကြည့်နိုင်ဘူးလားဒါပေမဲ့ तू ကတော့ငလင်ရောက်ဒဏ်ရာရတာမဟုတ်ဘူးဗျအဲ့တော့ကျွန်တော်ကငလင်ရောက်ဒဏ်ရာရတဲ့လူကိုတသိန်းလှူရင်သူ့ကိုတော့ကျွန်တော်ကအနည်းဆုံးတော့3000အဲ့အဲ့လိုမျိုးလေးတွေ နော်ပစ္စည်းတွေတည်ပြီးမသွားပါနဲ့အရန်ကိုဟောဖြစ်ပါတယ်ကားလေးနဲ့သွားပါလိုအပ်မယ်အတင်ဟောဗျာအပေါ်စားဖြစ်တယ်ကျွန်တော်တို့နော်လိုအပ်မယ်အတင်ဟောအပေါ်စားဥပမာဗျာမိန်းကလေးသုံးဆောင်ပစ္စည်းဆိုပေါ့တယ်ခေါက်ဆွဲကြောက်ပေါ့တယ်နော်အဲကလေးဒိုင်ဗာပေါ့တယ်နော်နောက်ဆုံးဒါဒီပေါ့တဲ့ပစ္စည်းကိုဘိုင်းကိုစဉ်းစားဆန်အိတ်တွေတည်ဖို့လည်းမစဉ်းစားနဲ့စီပုံးတွေမတည်ဖို့လည်းမစဉ်းစားနဲ့မျိုးတက်မျိုးရဲ့တိဆောက်မှုမှာနော်မျိုးတမျိုးရဲ့တိဆောက်မှုမှာသူ့အနေနဲ့သူကုံတယ်သူ့အနေနဲ့သူကိုပါလဲကုံရောက်ဆိုင်ဒိုင်လို့ ရေတံဘူးဒိုင်လို့အေးအေးဒိုင်လို့မြို့တိုင်းမြို့တိုင်းမှာရှိပြီးသားအဲကောင်လေပစ္စည်းပြတ်မခံဘူးဟုတ်လားပစ္စည်းပြတ်မခံဘူးဘာဖြစ်သွားရလဲဆိုတော့တည်တယ်ဘာဖြစ်သွားရလဲဆိုတော့တည်တယ်တည်တဲ့အချိန်မှာကိုရောင်တော့ပစ္စည်းရှိတဆုအစီအစဉ်ရန်ကောင်တော့ကိုရောင်နဲ့ထုတ်လှူမှာပေါ့ဗျာတဆုရောင်းမယ်ဗျာဒါကျွန်တော်ညာတာမတ်တက်ဗျာဟိုးဘာလဲကျွန်တော်တို့အာနဂက်ထဲရတယ်နော်ဟုတ်လားနဂက်ထဲရတာဘူးဘူးမဘက်ကဘူးဘူးမလည်းပြောပါဦးနော် ရှိပြီးသားဖြစ်သည့်အတွက်ကျွန်တော်တို့ရန်ကုန်ကသွားလှူမယ်အနေနဲ့ရက်ကသွားလှူမယ်ဘာလို့ဒီအရာကြီးအလေးခံပြီးတည်နေတော့မှာလို့ကျွန်တော်တို့ကကြတော့ဒါခွနဲ့သားသမီးကလာလှူတယ်ခွနဲ့သားသမီးကြတော့ကျွန်တော်ဟာခမရဒါလည်းမလှူနဲ့ဗျဟိုဟာလည်းလာမလှူနဲ့ဗျကျွန်တော်တို့ပြောရမကောင်းဘူးလေဟာဒါပေမဲ့ဥစ္စာကြောင့်ဖုန်းဆက်တယ်ကိုထက်ရောက်ရေတက်က900လာလှူမယ်ဟာရတယ်မလှူနဲ့ခဏလေးဝယ်ပြီးဝါပြီးလာလှမ်းပြီးဖုန်းဆက်အမွေရတယ်မွေရတယ်မွေနဲ့ထားဥစ္စာသိမ်းထားလိုက်ဒါကတော့လိုအပ်ခင်ပြောမယ်ဟာလားကျွန်တော်တို့ကရှာဖွေကြသေးလို့ရတယ် နော်ရှာဖွေကြတဲ့လို့ပါလေကုညီရတယ်ပြီးရင်ကျွန်တော်လူတိုင်းလို့ကျွန်တော်၃ဆိုင်လို့ပါအဲ့တော့မိဘပြည်သူများအနေနဲ့လေဟောကျွန်တော်တို့ကဒါဟိုသူများလူကျွန်တော်ဟန့်တောင်းတာမဟုတ်ပါဘူးဒါကျွန်တော်လက်ပြီးခံစားနေရတဲ့လူတွေပါလက်ပြီးကြုံလာနေရတဲ့လူတွေပါဟုတ်လားနော်သွားကြလေသွားကြလေဥစ္စာအမြန်လမ်းမှာသွားစုလက်ကားဒီခုနလိုင်းပေါ်တက်လာတယ်မောက်တယ်ဟုတ်လားမနေ့ပိုင်းပဲသွားဖို့စဉ်းစားပါညပိုင်းတွေမသွားပါဘူးမနေ့ပိုင်းဆိုရင်ကားမျက်စိကောင်းကောင်းနဲ့အကုန်လုံးမြင်ရပါတယ်နော်ကျွန်တော်ကားစီဦးဒီတစ်ခေါက်မှပြတ်သွားပြီဟုတ်လားဒီကားစီပြတ်လာတယ်ကျွန်တော်ရံဘူးပြင်ရတော့မယ် နော်ဒါကြောင့် line မမတင်ပါဘူးနော်မီးစက်ကားစီပြက်လာတယ်ကွန်ပျူတာထိုးပြီးစမ်းသပ်ရမယ့်အနေအထားတွေဖြစ်လာတယ်ကျွန်တော်တို့မှာမီး slide တွေပါတယ်ပစ္စည်းတွေအကုန်ပါဒါပေမဲ့ခုနကကျွန်တော်တို့ပြောလို့ကနိုင်ငံခြားကောင်တွေကိုင်တဲ့ပစ္စည်းတွေတော့ကျွန်တော်တို့မကိုင်နဲ့ဟာဒီ radar တွေလူရှာတဲ့ set တွေပါတယ်ကျွန်တော်မရှာဘူးမကိုင်နိုင်ဘူးနော်အဲ့ဒါလေးကျွန်တော်တို့အဓိကပြောပြချင်တာပါအထူး view site စီချင်ပါတယ်နော်အော်ချိုးတွေကထိုးရေးပေးတဲ့အချိုးတွေရှိဟာလူတွေခံကြလူတွေခံကြလူရတဲ့ပြည်သူတွေကကျွန်တော်ဘာမှလူမျိုးအရန်လူပါစစ်လားဒုက္ခရောက်ရင်မနေနိုင်ဘူးနော်အခုမှစားစရာမရှိနေဘူးချွတ်လူကြတာ ဘုပြည့်စုံပုံလာနော်ပုံလာတယ်ပုံလာတဲ့အချိန်မှာမလူလို့ရှိရင်အလားသက်တဲ့ဖြစ်ပုံပဲလေဟုတ်လားငွေသားကြိုင်ပါလားကျွန်တော်ပြောလို့သူအိမ်ပြူလားသူကဟုတ်လားနော်ခုနကဦးစုံရှုပ်ရတာဒါဒီဟိုလမ်းကြောင်းလေးတွေပြလာတာတွေ့ရပါတယ်လိုင်းပေါ်မှာနော်ကြည့်လိုက်ဟုတ်လားနော်အတီပြုဟုတ်လားအတီပြုအရက်သားအချင်းချင်းလာပြောတော့အတီမပြုနဲ့နောက်ဆုံးမိမန်းလေးမန်းလေးမှာကိုအမျိုးရှိတာကိုမျိုးရှာကိုအတိမိတ်ဆွေရှိတာအဲ့ဒါကိုရင်ရှာစကိုင်းထုံးလေးလကောင်းမယ်အဲ့လိုရှာ ကျော်ပဲကူညီမယ်အဲ့လိုရှာရမဲသိန်းကူညီမယ်အဲ့လိုရှာနေပြီးတော့ကူညီမယ်အဲ့လိုရှာနော်ပြင်မနာကူညီမယ်အဲ့လိုရှာရှာဒီနေ့လာကျောင်းတော့ဒီကဒီတန်းမှာနေထိုင်နေမှာတချို့အိမ်ကောင်းတွေရှိဝင်းစုအိမ်တွေပြုံးနေလာအခုဒီတန်းထဲမှာဗျာနော်ရမရဖားတွေရှိလာဗျာလူတွေရှိတယ်လူကြီးလူပေါ့လေဒီမှာနေကြလာဟောလာဗျာအဒီမှာဒီတိုင်လေးတွေပြူသွားတယ်ဗျာအဲ့ဒါလေးမှန်လားဗျာဒီအိမ်မင်းရှင်ကဘယ်လိုလဲဗျာငါဟုတ်ပြီအေးဒီမင်းရှင်ကတော့ तू ပဲဟိ तू ကတော့သူ့မိသားစုကလူဗနဲ့ရောက်အသက်ဆုံးရှုံးသွားတယ်ကွာဘယ်လိုကတော့ခြေထောက်ပြတ်သွားတယ်ကွာသူတို့ပြောပြမှာပြောပြမှာ ဟုတ်လားအဲကြောင့်မကျွန်တော်တို့ဒီဟုတ်လက်ရှိကျွန်တော်တို့လှူလိုက်တဲ့ငွေတွေလည်းတိုက်တလုံးပြန်ဆောက်ပေးဖို့ကျွန်တော်တို့မရနိုင်ဘူးတယောက်တည်းအတွက်ဟုတ်လားအဲ့တော့ hobby ဒီအိမ်လေးပြူသွားမယ် hobby ပြောဆိုရင်အဲ့မှာလာမယ်ကျွန်တော်ကနေပြီးတော့မှဒီအိမ်လေးအတွက်အမကြီးအမတနေ့တစ်ချိန်အဆင်ပြေခဲ့လို့ရှိရင်တော့ဒီအိမ်လေးပြန်ဆောက်ပြီးနော်အဲကျွန်တော်တို့ကတော့ခုနှစ်သားမိလူထားရတဲ့အချိန်ကျွန်တော်ရွအမကြီးကျွန်တော်ငားသိအကျွန်တော်ပြူရိုက်ထွက်သွားပြီနောက်ထပ် price ကြောက်ခွဲထဲအောင်လာမယ်အမကြီးအိမ်လေးဆောက်ပါဗျငားသိဟုတ်လားအမကြီး အခုချိန်မှာ तू အိမ်တော်မဆော့ပါသေးဘူး။တွားပြီးတော့ပစ္စည်းတွေပုံလှူမယ်ဗျာ။အချင်းနောင်လေးဒံအိုးဒံခွက်တွေမွေရာတွေဟာ तू တော့မကယ်ဆယ်စခန်းကိုရောက်ရောက်နေမှာ။ तू အဲ့ဒါဘယ်လိုသတိနေလဲ။မလွယ်ဘူးလေ။အဲကျွန်တော်တို့လက်ထဲကိုကျွန်တော်ကဖက်ဆက်ထည့်ပေးလိုက်တာအကောင်းဆုံးပဲ။ဒါပေမဲ့တကယ်အိမ်ပြူထားရလား။တကယ်မိသားစုအသက်ဆုံးရှုံးထားရလား။ဟုတ်လား။တထက်ဟုတ်လား तू ကသူတချိန်ကချမ်းသာခဲ့တာချမ်းသာခဲ့တာဒကန်ကအခုချိန်မှာ तू ကဒုက္ခရောက်တဲ့လူကြောက်ဖြစ်သွားပြီ။ကျွန်တော်တို့ကစိတ်နဲ့မကြောက်အောင်ကျွန်တော်အားပေးရမယ်။ဟုတ်လားပြောပြောနဲ့ကျွန်တော်ထားရမယ်လို့သူစပုတ်။ဟာဒီအိမ်တစ်လုံးကြီး तू ပြန်ဆော့ဖို့အတွက် ဟုတ်လားဥပမာပေါ့ကျွန်တော်ဒါဒီတထိုင်လေးတလုံးသူရှောက်လိုက်မယ်ဗျာ3800လောက်သူကုန်ဟုတ်လားနော်ကျွန်တော်သွားတဲ့အဖွဲအများကြီးဗျာသွားလှူရတာဟုတ်လားနော်ကျွန်တော်က9000ထဲမယ်ဟိုတယောက်က2000ထဲမယ်သူအဲ့လိုမျိုးလေး support ပေး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 သွားရင်နောက်တစ်ခုကဒုက္ခခံစားရတဲ့လူပါလေလာလူတဲ့လူတွေကိုမှန်မှန်ကန်ကန်ပြောဖို့လိုတယ်ဟာကျွန်မကတော့လာပြီးတော့ one one လှူတန်းထားတာအခုဆိုရင်တော့ကျွန်မအိမ်လေးပြန်ဆောက်ဖို့အတွက်လူငွေလေး3000တော့ရပါပြီရှင်3900တော့ရပါပြီခမရအဲဒါမျိုးလေးတွေပြန်ပြောရင် ဒီ site ဒီ site အဲ့ဒါအရင်ရေးကြည့်အဲ့အဲ့ဒါဆိုလို့ရှိရင်ဖြစ်လာနောက်ပြီးတော့နိုင်ငံရချမ်းကနေကုညီမှုတွေဝင်လာကျွန်တော်ပြန်လာတော့လမ်းမှာကားတွေနေတာမဟုတ်ဘူးဒူးလာတွားလာနော်အများကြီးပဲအများကြီးပဲစံဆိုလို့ရှိရင်တွဲကားနေတင်သွားတာနော်ကပ္ပစားနေရိခါတို့ဘာတို့ညာတို့အမစတေကာကြီးတွေဗန်တိုင်းကြီးတွေကပ်ပြီးတင်သွားတာအများကြီးပဲဟာအဲ့ဒါရရှင်တဆိုင်ရလုံးလိမ့်ကျွန်တော်တို့တွေကသူတို့ကဒီပြန်ပြီးတီထောင်နိုင်မှုအတွက်အပြစ်စကားပြောမယ်ငွေကြီး ငွေကြေးပြပေါ့ပေါ့ပေါ့ပါတေဝါလို့ရတယ်နောက်ဆုံးဟုတ်နော်နောက်ဆုံးကျွန်တော်တို့လူနိုင်မယ်ကျွန်တော်တို့ဒါကျွန်တော်အလှငွေရတယ်ဒါကကျွန်တော်တို့ပြောသုံးလို့ဆိုကျွန်တော်တို့ဒါပတ်စံတိတ်ဘလောက်ကြံမယ်အဟုတ်တိတ်200ကြံမယ်တိတ်500ကြံမယ်တိတ်300ကြံရင်လက်ကြံအဲ့ဒါလေးကိုကျွန်တော်ကထပ်ကတ်သွားမယ်ငွေသားကြီးပဲကင်သွားတော့မယ်လေဟုတ်တယ်နော်အဲ့ဒါမလာမနေ့ကဆိုကျွန်တော်ပြောပွဲမှာတွေ့ပါတယ်နော်ပြောပွဲမှာလာဟုတ်ပြီလုံးဝလက်စီအဲ့လက်စီကိုပြန်စစ်မှန်လားအဲ့အင်းလေးလက်စီလာအမအဲ့ဒါကြီးပြီးပြီဆိုတော့မှဟုတ်လားအောင်တက်စီပါ နော်35 35လောက်လားမသိဘူးဟုတ်ကဲ့ပါဗျတသိန်း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 လူခဲလိုက်ကျွန်တော်ပြန်သွားမယ်ဗျာနောက်ထပ် price တက်ရောက်လာမယ်အဲ35ရောက်နောက်ထပ်တသိန်း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 လူပေါင်းဟာလာတို့လက်ထဲမှာပတ်စံလေးစုပြီးဝိုင်းတို့အိမ်လေးတစ်လုံးပြန်ဖြစ်အောင်လုပ်လို့ရအဲ့တော့မှအရန်ကိုချမ်းသာပြီးတော့မှအရန်ကိုဟိုကဖြစ်တဲ့လူတွေရောက်လာမယ်ကျွန်တော်တို့ထက်အရန်လုတ်ပေးနိုင်တဲ့လူတွေရောက်လာမယ်ဘယ်လုံးပြောလဲ35လုံးအေး35လုံးကျုပ်10လုံးပြန်ဆောက်ပေးမယ်ဟာလာအဲ့ဒါဆိုလို့ရှိရင်လေကျွန်တော်တို့တွေ တော့ရောက်တဲ့လူတွေတော့လည်းကောင်းပါတယ်ဗျာဒါတွေကိုကျွန်တော်တို့အကြံအညာပြုတာပါเนาะကျွန်တော်တို့ကအဲဘယ်တော့ဖြစ်ဖြစ်ဒါကုညီကယ်ဆယ်ရေးလုပ်တဲ့အပိုင်းဒီမှာအလူတန်းတစ်ခုတည်းမဟုတ်ပဲနဲ့ရှာခွေကယ်ဆယ်ရေးတွေကုညီရေးတွေလုပ်ပြီးတော့မှသွားတာဖြစ်တဲ့အတွက်ရေဘေးမှာလည်းထုံးလေးလကောင်းမယ်เนาะရေဘေးမှာဟုတ်တယ်ကျွန်တော်ရောက်တယ်ဒီရောကယ်ထုတ်ရမယ်ဟုတ်ပြီကယ်ထုတ်ကယ်ထုတ်ကယ်ထုတ်အဲကယ်ထုတ်လိုက်အဲ့လူတွေဘယ်ကိုပို့မလဲโอเคဒီကယ်ဆယ်စခန်းပို့မယ်ဟုတ်တယ်ပို့လိုက်ကယ်ဆယ်စခန်းပို့ပြီလားဘယ်နဲ့ရောက်လဲကျွန်တော်ကြောက်လိုက်ဘယ်နဲ့မှာကလေးပြန်တာဆင်းပြူစုလိုက်โอเคလုံးလည်းဘာလို့မလဲဘာလို့လဲဆိုတော့ဖုန်းကြောင်းမှနေရတော့မှာလေဖုန်းကြောင်းမှနေရတော့ဖြစ်တဲ့အတွက်ဖုန်းကြီးလည်းသူ့ရှိတာပဲချက်ကျွေးမှာပေါ့သူကောင်ဝဲမှချက်ကျွေးနိုင်ဘူးလေဖုန်းကြီးလည်းเนาะဟုတ်ပြီ အဲ့ရတော့ပြီ။ဟိုကဲတယ်လိုက်တာမြို့ဒီဘလူကဲလိုက်တာဘယ်နဲ့ရောက်လဲ။ကိုသပည့်တွေပြန်မေးလိုက်တယ်။အလုံးစင်းပြူးဆိုဆရာရောက်တရာရှိ။ Okay အမအမရောက်အမ။လောလောလတ်အဲ့ချိန်မှာကျွန်တော်ကဲရှာဝေကဲသေးလို့နဲ့ရေပြေးတော့လည်းအဲ့တိုင်းပဲ။လူပဲပစ္စည်းကကျွန်တော်တို့ရန်ကုန်ကစခန်းမှလာပုံနေတာ။ဟိုမှာကျွန်တော်တို့လူပဲပစ္စည်းကိုတယ်လို့မရသေးဘူး။အာကဲပေးတဲ့လှမ်းလူကြတဲ့ဝင်မင်းလေးလည်းလှမ်းလူကြ။အဲ့ပစံတို့ခါတော့ကျွန်တော်တို့ကအဲ့ကဲလေးရွာနေလို့မှလားမြို့ပေါ်ပြန်တက်။မြို့ပေါ်ပြန်ပြီးတော့အဲ့ဝင်မင်းလေးကိပြေးကျွန်တော်တထုတ်ရတယ်။အဲ့ချိန်ရောက်လို့ရှိရင်ကိုသိရတော့ကိုလိုချင်တော့မရဘူးလေ။ဟုတ်လားလား။တင်း300တင်း300တင်းအဲ့လောက်ပဲ limit နဲ့ပဲရ။အဲ့အဲ့မှာအဲ့မှာနေတော့ကျွန်တော်တို့ကဟိုမှာလေးကလိုရတဲ့စင်းကိုကျွန်တော်စင်းပြူးစုလာတယ်။ တို့တို့ရှိမှဆန်ဘလောက်လုံးမစီဘလောက်လုံးမချက်တုံးကြီးဘလောက်လုံးမအာလူဘလောက်လုံးမကျုပ်ဘလောက်လုံးမငါးတက်တာဘလောက်လုံးမစသင်းပြူးပဲရှင်ပြီးတော့အဲ့ဒါကိုပတ်ဆက်ထုတ်ပတ်ဆက်ထုတ်ပြီးတော့မှအခုဆိုရင်ကျွန်တော်လောလောကျွန်တော်လုဖြတ်တန်းခဲ့တဲ့ခါပြောပြမယ်တာဝတိနော်ပြင်မလားတာဝတိနော်တာဝတိမှာလေဝေးအဲ့အဲ့နာဗာလေကိုလုံးဘိုကိုလုံးတို့ပေါ့မြိုင်တို့နော်အဲ့မှာကျွန်တော်ကယ်ဆယ်ရေးတွေလုပ်တယ်ဖြစ်တာလေဒေးဒေးဆိုတော့မှလူကြီးတွေပြီးလို့ရှိရင်ကျွန်တော်တာဝတိမျိုးပေါ်ပြတ်တဲ့တာဝတိအဲ့ဒါကယ်ကယ်ဆယ်ရေးပြီးလို့ရှိလို့ရှိရင်လူတွေကယ်ထုတ်လူတွေကယ်ထုတ်ရတာတာဝတိမျိုးပေါ်ပြတ်တဲ့ ကြတယ်ပြီဆိုတော့ KB သဖို့ KB ထိုးလို့ရတဲ့ဆိုင်ကိုလည်းတောင်းပန်ထားရတာကျွန်တော်ဒီမှာရှာဖွေကလေးလို့ပါမယ်လူကူညီမှုတွေရှိရကျွန်တော် KB ကိုတော့တရတရလောက်တော့လာလာထုတ်ပါမယ်ဗျဝိမာန်ကြီးဘလောက်ဘလောက်လာထုတ်ပါမယ်ဗျကျွန်တော်တို့ကူညီပေးပါအောင်ဗျသူတို့ဆောင်လဲသူတို့တို့လုပ်ငန်းကြတဲ့ဆောင်ယူလေကိုယ်လည်း၎င်းကပြောချို့ယူပါလေ၎င်းထုတ်ပေးအဲမမလားဆန်ဆဲကြီးကိုဆန်ဆဲကြီးစီပနဘုံကိုဘနဘုံဝဲအဲလိုအဲလိုစီစဉ်စကြဝဲရတယ်ဝဲပြီးပြီဆိုတော့မှတခါအိုက်ကယ်ရေးစကောင်းတခါပြန်ပို့ရောဒါခင်ဗျားတို့ယွာဒီလူတွေစားဖို့တော့ဖို့ယွာအမဘာစီဝါလုံးမကြည့်ဒဏ်ရရတဲ့လူတွေရှိတယ်ကြည့်ဟာလားမိဖွားမဲ့ကလေးမေးတွေရှိတယ်ကြည့် ယောဂတဲ့ရှိတာကြည်တကြီးပိုင်းမှာရှိအေးဟုတ်ပြီအမှဘာလို့လဲဆင်းဖို့ဖို့လုံးမလားဆင်းဖို့ဖို့လုံးလဲဟုတ်ပြီလားကိုမတခါတည်းသွားတဲ့လူနာတွေပါတယ်တော့လောလောကတ်သွားလူနာတွေပို့တရှိုးဟာတွေကလေကိုလည်းလုံးသမ ्या လည်းမရိုက်နိုင်တာတွေရှိတယ်ဗျနော်ကိုလို့တဲ့အချိန်ပါလေနော်အခုအချိန်မှာဒါတရှိုးတွေလည်းကွက်ကွက်ကွင်းကွင်းမြင်ရမယ်လို့မြင်ရပါတယ်ခင်ဗျာအဲ့ဒါဆိုကျွန်တော်တို့ကအခုအချိန်ကပြည့်လဲထူထောင်ရေးခန္ဓာဖြစ်သွားပါပြီနော်အာရှိုးမျိုးတွေမှာမီးပြန့်မှန်နေပါတယ် နော်တချို့နေရာတွေမှာမီးပြန်လာနေပါပြီမီးပြန်လာနေပြီရေလည်းသူ့မျိုးနဲ့သူ့သူ့မျိုးနဲ့သူ့ဇနီးရတော့စီစဉ်ကြပါတယ်နော်အာဘာမှတိုင်းမတက်လာတယ်ကျွန်တော်တို့လည်းလူတွေဗျာအာဘော်ဒီဘက်ဘော်ဒီဘက်ဘော်ဒီဘက်ဆိုတုံ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 ဟာဘော်ဒီဘက်ကြီးဟာနိုင်ဖြစ်ကုန်ဘော်ဒီဘက်ကြီးနိုင်ဖြစ်ကုန်ကျွန်တော်ကျွန်တော်လူတလောက်ပဲယူတယ်လူရှင်းပဲကိုထင်းအောင်မလို့ရှိမယ်အလုံးတရာရှိတယ်အလုံးသုံးရာရှိတယ်ပို့လိုက်မှမဟုတ်ရကျွန်တော်90လောက်ပဲလူတွေရခါခက်လိုက်ကျွန်တော်အောင်မန်းကြီးလာလူပါတယ်နော်ဟိုကနေလမ်းကြောင်းတက်တာစီလေးကနေလာပြီးတော့ကျွန်တော်အောင်မန်းကျွန်တော်လူတွေ90ကျွန်တော်90ပဲယူထားတယ် အဲ့တော့ကျွန်တော်300လို့မယ်ဆိုကျွန်တော်300လောက်လက်မခံဘူးအဲ့ဒါသူဆက်တော့ဟာနောက်ထပ်လည်းသူပို့မယ်ဘုသိနေကျွန်တော်တို့ရေပြီးကျောင်းလှူတယ်နောက်တော့အပြည့်ပြန်လဲထူထောင်လေးတွေပါတယ်ပြီးသွားတယ်ဘာညာဆိုပြီးကျွန်တော်ကြံနေဒါပုံလေးဆိုပြောတာကျန်ကျော်ပြန်သိနေရတယ်ဟုတ်လားပြန်သိတဲ့အခုလိုမျိုးထပ်ဖြစ်တယ်ကျွန်တော်ပြန်300တယ်ဟုတ်လားငယ်ငယ်ကိုဘမှာ pride အတင်းတင်းရ background တစ်ခုကမြန်မာ store လို့ပြီးထားထားရတယ်ဟုတ်လားဖြစ်တဲ့နေရာကိုချက်ချင်းသွားခဲ့ဖို့ကအဲ့ pride အတင်းကနောက်မှာ fan မရှိဘဲနဲ့ဘာမှလုပ်လို့မရဘူး ဖန်မရှိမနဲ့လှုပ်လိုက်လို့ရှိလို့ချင်းလမ်းတော်ကြောင့်သူများရှိခဲ့တာတော့မရောက်သေးဘူးလမ်းမှာနေကျွန်တော်လမ်းမှာကျွန်တော်ကစီကုံသွားလို့ဗျာစီလေးထူကြပါအောင်ဆိုပြီးဇလန်းအဲ့မှာစားအဲ့လိုမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ကတော့အမြင်နဲ့ပြင်ဆင်အားရအောင်ဟုတ်တယ်ဗနက်စီလူကလူခဏရောက်လို့မှဒီကယ်သေးကြီးမယ်ဟုတ်ပြီအဲ့တော့လူရောက်30လွှတ်မယ်20လွှတ်မယ်ဟာအဲ့30 20လွှတ်ပြီဆိုရဲဘယ်ပစ္စည်းဘယ်ပစ္စည်းဘယ်ကားတွေဘယ်ကားတွေပါမယ်ချက်ချင်းသွားစီဆိုင်နေသွားစီဆိုင်နေသွားချက်ချင်းစီစီဖြစ်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 အဲ့တော့မှ3မဲမီးဆက်တွေစီဖြစ်စီဖြစ်စီဖြစ်နော်မောင်းမဲဖြတ်မဲတောင်းမဲဆက်တွေစီဖြစ်ပြန်ရအောင်လမ်းမှာရအောင်တန်မုန်းနေရှာတန်မုန်းနေရှာစီအပြည့်ဖြစ်ပါ လာမျိုးစီထက်လို့မျိုးမျိုးဖြစ်မယ်လာငါလောက်ချောင်းရှင်းနေတယ်အဲ့ဒါသွားပြီးခေါင်းဆောင်ပြီးတော့ဟာလာအဲ့လိုမျိုးလေးပေါ့ဗျာနော်အဲ့တော့ဟိုတခြားလေးမှဟိုပါဖြစ်ပါနော်ကျွန်တော်တို့လူမျိုးကဟိုအရန်လှူပါတယ်နော်အရန်လှူပါတယ်အော်အရန်လှူပါတယ်တော့ကြောင့်လူကြီးလက်ရှိစေနာဝင်နှန်းနေအားလုံးလည်းသိပါနော်ဒီအချိန်မှာကျွန်တော်နိုင်ငံမှာရှိတဲ့စေနာဝင်နှန်းအင်အားစုကအရန်ကြီးမားပါတယ်ဟာလာနော်အရန်ကြီးမားပါတယ်အရန်ကြီးမားတယ်ဒါပေမဲ့လီစေနာဝင်နှန်းနေမှာဒီစီးပစ္စည်းတွေမပြည့်စုံပါဘူး နော်ဉာဏ်ရှိပစ္စည်းတွေမပြည့်စုံဘူးအဲ့တော့မိမိရက်ွက်မှာရှိတဲ့စေတန်းဝင်တယ်ဟုတ်လားတို့အဖွဲလေးတွေကိုကြည့်ပေးပါဟုတ်လားကျွန်တော်တို့ကဟိုပြောသလိုပါနော်မနေ့ကအမတရားကျွန်တော်အကောင့်ထဲမှာနေတယ်ကျွန်တော်ဒီမြေကြီးပေါ်မှာပဲရက်နေတာဒီမြေကြီးပေါ်မှာပဲကျွန်တော်တို့ရက်နေတယ်ဘယ်လေးဘယ်ချိန်မှာကျွန်တော်တို့ဒီမြေကြီးကကျွန်တော်တို့ကိုဖုံးပြီးတော့ကျွန်တော်တို့တည်သွားရမယ်ဆိုတော့တဆာလို့မရဘူးနော်အဲ့တော့မိမိရဲ့နားမှာရှိရယ် pride ကစေတနာဝန်ထမ်းတွေကိုနော် ရင်တော့ချက်စာလို့ရှိရင်เนาะငွေနဲ့လေးစပို့လေးတွေပူတိုးပေးပါငွေသားလူကိုပြောတာမဟုတ်ပါဘူးမိမိအိမ်မှာကားချိုက်တလုံးပို့နေတလုံးကောက်ထုတ်လိုက်ပါမိမိအိမ်မှာတန်တဝင်းတစ်ချောင်းပို့နေတန်တဝင်းတစ်ချောင်းကောက်ထုတ်ပေးလိုက်ပါမိမိအိမ်မှာကြိုးတစ်ခွေပို့နေအဲ့ပလိုက်တာတင်ကြိုးတစ်ခွေတောက်ထုတ်လိုက်ပါပတ်စံတောက်ထုတ်ပါလို့တော့မပြောပါဘူးအာဒီဘက်ကပလက်ပလိုက်တာတွေအတွက်ဒီဘက်ကဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောလည်းမခံနိုင်ပါဘူးเนาะဘယ်စေတနာဝင်နေမှမစုစေတနာဝင်နေတဲ့အကုန်လုံးရက်ွက်တိုင်းရက်ွက်တိုင်းမြို့နယ်မြို့နယ်တွေမှာရှိပါတယ် เนาะအဲ့မှာမှာအင်အားကြီးတာနဲ့အင်အားသေးတာပဲကွာပါလိမ့်မယ်တကယ်တမ်းဖြစ်ရင်အဲ့လူတွေအကုန်လုံးကသူတို့အိမ်ကိုလှည့်မကြည့်ပဲနဲ့လူကြီးမင်းတို့ရဲ့အိမ်ရှိတဲ့တဲမှာအရင်ဆုံးကြောက်လာမှာသူတို့ပဲကျွန်တော်ခဏထားအောင်နော်အဲ့ကိုရက်ကတည်းကရှိတဲ့ pride တာပဲဟုတ်လားဟုတ်လားနော်သူအရင်တော့ကြည်ရရမရရစောင်းမြင်ကက်ကက်မကက်ကက်စောက်ချိုးပြေးပြေးမပြေးပြားဒီကောင်းလေးလူနာလေးငါလူလို့သူလို့မမောင်းဘူးပဲနေပြီအဲ့ဒါမျိုးတွေမလုပ်ကြပါနဲ့တော့ကျွန်တော်တို့ချစ်ကြပါနော်အဲ့ပဲဖြစ်ပြီးတော့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကဟုတ်လားခုနကကျွန်တော်ပြောလို့ပေါ့ဗျာ ဘာလေးပို့မလဲကိုအိမ်မှာအဆန်လူဘုံမပြောဘူးเนาะအဆန်လူနိုင်တယ်ဟုတ်ပြီကိုထင်းလေးအောင်ပြောလို့ကျွန်တော်တို့ကျွန်တော်တို့ character အသင်းကိုကျွန်တော်တို့လှူမယ်လှူလိုက်တခြားမေးဘာပစီလူလာလဲဟုတ်တယ်เนาะဘာပစီလူလာတခြားမေးမေးမေးဟုတ်ပြီလိုရတဲ့ပစီကိုအာကျွန်တော်တို့ကွန်ကရစ်ဖောက်တဲ့ဆက်လို့တယ်โอเคဘုံရော့ဝဲလူလိုက်ရော့ကွန်ကရစ်ဖောက်တဲ့ဆက်ဟာနောက်တစ်ခုကစက်တွေစက်တွေစက်တွေเนาะစက်တွေစက်တွေစက်တွေ စက်တွေစက်တွေဝယ်ပြီးွားလို့ရှင်အဲစက်တွေစက်တွေကိုတုံးတက်ဖို့တော့လေ့ကျင့်ရပါတယ်နော်လေ့ကျင့်ရပါတယ်ဟုတ်လားကွန်ကရစ်ဖောက်တဲ့ဆက်ဆိုအောက်ထဲဝင်ပြီးဖောက်လို့ရတဲ့အနေအထားမျိုးမဟုတ်ပါဘူးကွန်ကရစ်ဖောက်တဲ့ဆက်ဒီမတက်ရက်တာလို့အနေထားလို့ထိုင်လို့ရတဲ့အနေထားလို့မှဖောက်လို့ပဲရပါတယ်ခြူသားတွေတွေဝင်သွားပြီးကွန်ကရစ်ဖောက်တဲ့ဆက်ကြီးနဲ့သွားလို့လို့ကအဆင်မပြေနိုင်ပါဘူးနော်အကြောင်းဆိုကျွန်တော်အခုပြီးရတယ်ကျွန်တော်တပည့်တွေကိုကျွန်တော်နိုင်ငံเจ้าအကူအညီတောင်းလာတယ်နိုင်ငံသားအကူအညီတောင်းထားတယ်မြန်မာနိုင်ငံမှာရှိတဲ့ပညာရှင်တွေလည်းကျွန်တော်အကူအညီတောင်းထားတယ်ကျွန်တော် train မှာဒီငွေနဲ့ပတ်သက်ပြီးတော့ နော်အဲ့ဒါလေးပါအားလုံးပဲနော် lesson ကမ်းပြီးပါကျွန်တော်ပြောတဲ့အရာလေးနော်အားလုံးမှားလို့ရှိရင်လည်းဖွင့်လို့ပြပါဗျာနော်နော်အားလုံးပဲကျေးဇူးတင်ပါတယ်မန်လေးကအရင်ပြီးတဲ့ညီကိုတွေအာလက်ရှိကျွန်တော်မရောက်လာနိုင်သေးပြီမဲ့လေကျွန်တော်လည်းဒီဘက်မှာတော့ရှောက်တာမြို့၄၅မြို့ပတ်ပြီး run နေတာဖြစ်သေးတဲ့အတွက်မရောက်နိုင်သေးပြီမဲ့ညီကိုတို့ပင်ပန်းလာတွေတွေ့ပါတယ်ညီကိုတို့တွေအသက်တွေစပြေးပြီးလှုပ်ထားတာတွေကျွန်တော်တို့ရန်ကုန်ကပလင်းပြီးတက်ကအတိမဲ့ပြုပါတယ်ထို့ကြောင့်ညီကိုတို့ရှိကိုလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်ဆက်ပါဇက်နဲ့နှုတ်ဤဆောင်မှခြင်းနဲ့ကျွန်တော်ကူညီပေးထားပါတယ်ဗျနော်မန်လေးက ရှင်နာဝင်နဲ့အရန်ပြီးတဲ့တပ်ဖွဲ့ဝင်ညီကိုတွေမိသားစုဝင်တွေအကုန်လုံးဘေးကင်းပါစေမန္တလေးပြည်သူပြည်သားတွေအကုန်လုံးဘေးကင်းပါစေမန္တလေးမှာစေသားတော်ရတော်ဝင်ထမ်းဆောင်နေတဲ့နော်ကုညီတဲ့စေသားဝင်တဲ့ညီကိုမောင်တော်မအားလုံးနိုင်ငံခြားသားတွေရောအပါဝော့ဗျာအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့မှနော်အားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့မှခွန်ရသားသမီးကိုစိတ်တိုင်းကျကုညီခွင့်ရပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေဗျာနော်အားလုံးကျေးဇူးများတင်ပါတယ်